ွင်းကာလတတ္တယသတင်းပတ်ရဲ့တင်းင်းလာနေရှင်လူကာအေဥင်္ဂလိကျမ်းအခန်းကြီး၄အခန်းငယ်24မှ30သခင်ယေရှုသည် နာဇရက်မြို့သို့ကြွဝင်၍တရားစီရ၌မိန့်တော်မူသည်မှာမိသည့်ပရောဖက်များမိမိနေရင်းမြို့၌မျက်နာမရချေအမှန်ဆိုရလျင်ပရောဖက်အေလိယလက်ထက်၌ကောင်းငင်သည်၃နှစ်နှင့်၆လပတ်လုံး ိတ်လျက်ရှိ၍နိုင်ငံတော်လုံး၌ကြီးစွာသောအစာငတ်မှုခေါမခြင်းပေးဆက်ရောက်သည့်ကာလ၌အစ္စရာအပြည်တွင်မုတ်ဆိုးမှများစွာ ရှိကြ၏တို့ရတွင်ပရောဖက်အေလိယသည်စီဒိုနေဇာရီဖတ်မြို့ရှိမုတ်ဆိုးမတူးမှတပါအချားမိသူထံသို့မြဆေလွတ်ခြင်းမခံခဲ့ရပေပရောဖက်အေလိဇေဦးလက်ထံ၌အစ္စရာအပြည်တွင် အနာကြီးယောဂါဆွဲသောသူများစွာရှိတော်လေစီးရီးယားပြည်သားနာမမတပါမိသူမြပျောက်ကင်းစင်ကြယ်ခွင့်မရခဲ့ကြဟု မိန့်တော်မူ၏တရားစရတ်တွင်ရှိသောသူပေါင်းတို့သည်လည်းဤစကားကိုကြားသောအခါ အမျက်ပြင်းစွာထွက်ကြ၏ထိုကားသူတို့သည်ထား၍ကိုရော့ကိုမြို့ပြင်သို့ထုတ်ပြီးလင်းမြို့တီရှိရာတောင်ထိပ်စုံးမှတွန်းချခြင်းကခေါ်ဆောင်သွားကြ၏ တို့ရတွင်ကိုတော်သည် သူတို့အလယ်မှရှောက်၍ကြွသွားတော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည်ဟွာရင်းကာလာဟာဖျားသခင် ကိုကျွန်တော်တို့တယောက်စီလိုအပ်တယ်ဆိုတဲ့အချက်ကို ပြန်လဲပြီးသိမှတ်ဝန်ခံကသူ့ကိုပြန်လဲရှာဖွေလက်ခံကြရတဲ့ကာလာလည်းပဲဖြစ်ပါတယ် ပရမဇမ္မန်ဂျာရက်စကင်ခင်ဓမ္မရာဇဝင်သရုထဆောင်မှာနာမသူ့ရဲ့ယောဂဝေဒနာအတွက်ဖျားသခင်လိုအပ်တာကိုသူဝင်ခံပါတယ်ကျွန်တော်တို့တယောက်စီကလည်းခန္ဓာကိုယ်အဖြစ်တော်၎င်းစိတ်ဝိညာဉ်မှတော်၎င်းယောဂဝေဒနာတစ်မျိုးမဟုတ်တစ်မျိုးရှိကြပါတယ်ကျွန်တော်ဒီချက်ဟာဖျားသခင်လိုတယ်ဆိုတဲ့အချက်ကိုညွှန်ပြနေပါတယ်ဒီဟာကကျွန်တော်တို့လက်ခံကြမှာလည်းပဲဖြစ်ပါတယ် အမှန်တကယ်ကုသပြောက်ကင်းပေးသူဟာသူဆိုတာကိုကျွန်တော်တို့ဝန်ခံကြမှာလည်းဖြစ်ပါတယ်ဆာလံဒီနေ့ကျွန်တော်တို့ဆုတောင်းကြတဲ့ဆာလံ41ဟာလည်းဒါပါဖြစ်ပါတယ်ကျွန်တော်စိတ်ဝိညာဉ်အဖျားသခင်ကိုတန်တာတယ်ဆိုတဲ့ချက်ကိုတွေ့ရပါတယ်ဘဝအတ္တရဲ့ဖျားကြောင့်သူမျက်နာတော်ကိုဖူးတွေ့လို့ရတဲ့ဆိုတဲ့ချက်ကိုဆုတောင်းထားတာတွေ့ရပါတယ်ဒါဟာလူရဲ့လူရဲ့ချက်ကိုအနတ်ဆိုင်သောနေရာမှာလူရဲ့ချက်ကိုဝန်ခံထားခြင်းလည်းဖြစ်ပါတယ် ်အင်္ဂလိပ်ကျမ်းကြားတာကြားတာတမျိုးမဟုတ်တော့ဘူးဖျားလို့တဲ့ဆရအချက်ကိုသူတို့ညင်ပယ်လိုက်ကြပါတယ်ညင်ပယ်လိုက်ခြင်းအဖြစ်သူတို့ရဲ့အနာရောဂါကုသပြောက်ကွင်းကိုမရတော့ဘူးအပြစ်ခွင်းလို့ချမ်းသာခွင့်ညင်ပယ်လိုက်ပြီးအသက်ကိုလည်းညင်ပယ်လိုက်တယ်ကိုယ့်ရဲ့အနာရှိုင်းဆုံးနေရာမှာရှိတဲ့လူလာတောင်းတခြင်းကိုလည်းပဲညင်ပယ်လိုက်ပါတယ်ဒီလိုညင်ပယ်လိုက်တာဟာနောက်ဆုံးမှာတော့ကိုယ်ပဲဒီလိုညင်ပယ်ခြင်းရဲ့ အကျိုးရလဒ်တွေကိုခံစားကြရတာလည်းပဲဖြစ်ပါတယ်။ဖះဟာကျွန်တော်တို့ကိုဖန်ဆင်းစဉ်ကလေးကသူ့ကိုလိုလားတဲ့စိတ်တောင်းတတဲ့စိတ်ရှာဖွေတဲ့စိတ်ကိုထည့်သွင်းပြီးသားဖြစ်ပါတယ်။ဒါဟာကနာမငင်းဖြစ်အောင်မပြေမဝဖြစ်အောင်မကြည်မနှက်အာမရဒေဖြစ်အောင်တသက်စီမံခဲ့တာမဟုတ်ခဲသူ့၌ပြေဝဆုံလင်းခြင်းကိုပြန်လည်ရရှိဖို့အတွက်စီမံခဲ့တာလည်းပဲဖြစ်ပါတယ်။သူ့ရဲ့ပြေဝဆုံလင်းခြင်းကိုရယူဖို့ပဲ။ ချိန်မှန်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ဒီချိန်အထူးသဖြင့်ဒီလိုဘာတွင်ကာလဒီနှစ်ကလည်းပို့ထူးခြားတာကဂျူဘလီနှစ်လည်းဖြစ်နေတဲ့အတွက်ကြောင့်သူ့ကိုလိုတယ်ဆိုတဲ့အချက်ကိုပြန်လည်ပြီးကမှကျွန်တော်တို့ဝန်ခံကြရတယ်တထူးတခြားနည်းနဲ့ပြန်လည်ရှာဖွေကြရတယ်ပေးလာတဲ့ကျေးဇူးတော်ကိုလက်ခံကြဖို့အတွက်ကြိုးစားကြဖို့အတွက်အချိန်အခါလည်းပဲဖြစ်ပါတော့တယ်ဖျားသခင်ဘဝတဲကထုတ်လိုက်တဲ့လူမျိုး မဖြစ်ကြအောင်ကျွန်တော်တို့ကြိုးစားကြမှာလည်းဖြစ်ပါတယ်။သူပါမှကျွန်တော်တို့လူလာတောင်းတချက်တွေပြေဝဆုံးနေမယ်ဆိုတဲ့အချက်ကိုဝန်ခံကြမှာလည်းဖြစ်ပါတယ်။ဘဝမှာလောကမှာဘလောက်ပဲအောင်မြင်အောင်မြင်ဘလောက်ပဲလောကအရာမှာအဆင်ပြေနေပါစေဖျားပါမှဘဝဟာပြေဝဆုံးနေငြိမ်ချမ်းတရားချင်း အတွင်းသက်ငြိမ်သက်ချင်းရှိမယ်ဆိုတာကိုကျွန်တော်တို့ဆွေးနွေးမြေယုံကြည်ကြပါစို့။ဖျားသခင်တနာတော်မူပါ